အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုကလကပဖလားကြောင်းနည်းနည်းပြောကြမယ်နော်နောက်လာမယ့်၁၀ရက်ဆိုရင်အမေရိကန်မှာကျင်းပမယ့်ကလကပဖလားပြိုင်ပွဲကြီးစတင်တော့မှာပါဒီပြိုင်ပွဲကအရင်နှစ်တွေကလုပ်ခဲ့တဲ့ပြိုင်ပွဲကိုပဲစုဖလားသေးပြိုင်ပွဲပုံစံအစ်စ်နဲ့ပြောင်းပြီးတော့ကျင်းပလိုက်တာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့မန်စီးတီးအသင်းကလက်ရှိချန်ပီယံဖြစ်နေပါဝင်တယ်လို့သူတို့ကဆိုထားကြတာပါ ဒီနှစ်ပြိုင်ပွဲကတော့ပုံစံအစ်တနဲ့စပြီးကျင်းပတဲ့ပြိုင်ပွဲဖြစ်တယ်လို့အသင်းအရေအတွက်ကိုလည်း32သင်းအထိတိုးမြင့်ထားပါဗျ။စုကြီးကလည်းပေါင်တန်း100ကျော်အထိရရှိမှာဖြစ်တာကြောင့်ဝင်ကစားရတဲ့အသင်းနိုင်အကျိုးမြတ်ရရှိစေပါပါ။ပြိုင်ပွဲဝင်ရုံနဲ့ရလာမဲ့စုကြီးကတော့တသင်းနဲ့တသင်းမတူညီပါဘူး။ပို့ပြီးတော့နာမည်ကြီးလေစုကြီးငွေပို့ရလေဖြစ်မှာပါ။ Real Madrid လိုအသင်းမျိုးကပေါင်35တန်းလောက်ရမှာဖြစ်ပြီးတော့အာရှဘက်ကအသင်းတွေကတော့ပေါင်2တန်းလောက်ပဲရမယ်လို့သိရပါဗျ။ ်မေဂျာလိအသင်းတွေကတော့ပေါင်900000လောက်စီရကြမှာပါဒါကပြိုင်ပွဲကိုဝင်ခွင့်ရအောင်နဲ့ရလာမဲ့ပမာဏဖြစ်ပြီးတော့အုပ်စုအဆင့်ကနေနောက်တစ်ဆင့်တက်မယ်ဆိုရင်စုကြီးတွေထပ်ပြီးတော့ရလာကြအောင်မှာပါတပွဲနိုင်ုံနဲ့တင်ဒေါ်လာ2တန်းလောက်ရမှာဖြစ်တာကြောင့် quarter final အဆင့်လောက်ဆိုရင်ကိုရင်အဲတန်း20လောက် okay တော့ပါပြီ။ဘိုးဆွဲမဲ့အသင်းတွေကတော့အဆင့်ဆင့်စုကြီးတွေနဲ့ဆိုရင်တန်း100လောက်အထိရရှိမှာပါ။ ဒါကຫນွေရည်ပြောင်းရွှေ့မှာ FIFA ရဲ့ Bandai Asia Min ကိုကြော်လာနိုင်ဖို့အတွက်အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်။အခုဆက်ပြီးတော့ဘယ်အသင်းတွေကဘယ်လိုဝင်ခွင့်ရခဲ့ကြသလဲဆိုတာကျွန်တော်ဆက်ပြီးတော့ပြောပြသွားပါမယ်။ပထမဆုံးအနေနဲ့ဒီပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေကချန်ပီယံလိဝင်တာအသင်းတွေပါ ဒီပြိုင်ပွဲက၄နှစ်မှတစ်ကြိမ်ကျင်းပမှာဖြစ်တာကြောင့်2021ခုနှစ်ကနေ2024ခုနှစ်အထိတိုက်ကြီးအလိုက်ချန်ပီယံလိမှာပိုဆွဲတဲ့အသင်းတွေကအော်တိုမက်တစ်ပါဝင်ခွင့်ရရှိခဲ့ကြပါတယ်။ဥရောပမှာဆိုရင်ချန်ပီယံလိတောင်အမေရိကမှာဆိုရင် ကိုပါလီဘာတာဒိုးစ်မြောက်အမေရိကမှာဆိုရင်ကွန်ကာကပ်ချန်ပီယံလိစရှိသည်ဖြစ်မော့အဲဒီကမှာအာရှရဲ့အာဖရိကရဲ့မြောက်အမေရိကတိုက်ရဲကဝင်ခွင့်၄နေရာစီရခဲ့ကြပါတယ်။ချန်ပီယံလိတွေမှာပိုဆွဲတဲ့၄သင်းအတွက်၄နေရာကွက်တည်ပါပဲ။ ဒါပေမဲ့ချွင်းချက်တော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့တကယ်လို့အသင်းတသင်းကဒီ၄နှစ်အတွင်းမှာချန်ပီယံလိကိုတစ်ကြိမ်ထက်ပိုပြီးတော့စုခူးခဲ့လို့ရှိရင်အဲဥမာပြောရရင်တော့အာရှဘက်မှာဆိုရင်အဲဟီလီအဲဟီလီအသင်းကအာရှချန်ပီယံလိဖလားကို2021ကနေ2024အတွင်းမှာနှစ်ခါရသွားခဲ့မယ်ဆိုရင်ပေါ့အဲ့ဒါဆိုရင်ချန်ပီယံလိဖလားမရတဲ့အသင်းတွေကမှနောက်ဆုံး၄နှစ်အတွင်းကိုအမှတ်အကောင်းဆုံးအသင်းကိုပြိုင်ပွဲဝင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ အာရှရဲ့ချန်ပီယံလိကလင်နာကတခြားတိုက်ကြီးတွေနဲ့မတူပဲဖြစ်နေရကြောင်းမှနစ်ကစပြီးတော့ပြန်ညှိခဲ့ရပါတယ်။အဲဒါကြောင့်မို့လို့ချန်ပီယံလိအသင်းအဲချန်ပီယံလိချန်ပီယံအသင်းက၃သင်းပဲရှိနေပြီးတော့နောက်ဆုံး၄နှစ်အတွင်းမှာအမှတ်အများဆုံးအသင်းဖြစ်တဲ့တောင်ကိုရီးယားကလပ်ဦးဆန်အသင်းကချန်ပီယံလိဝင်နာ၃သင်းဖြစ်တဲ့အဲဟီလီဦးရဝါရက်ဒိုင်းမွန် AA အသင်းနေနဲ့ဒူပါဝင်ရှင်ပြိုင်ခွင့်ရရှိလာခဲ့ပါတယ်။ အာဖရိကတိုက်မှာဆိုရင်လည်းအီဂျစ်ထိပ်သီးကလပ်အယ်အာလီအသင်းကနောက်ဆုံး၄နှစ်ထဲမှာအာဖရိကချန်ပီယံလိကို၃ကားတောင်မှစုခိုးခဲ့ပါဗျ။အဲနောက်နောက်ထပ်တစ်ချိန်ကတော့နောက်ထပ်ချန်ပီယံတစ်ချိန်ကတော့မော်ရိုကိုကလပ်အယ်ဝိုင်ဒက်အသင်းကရရှိခဲ့တာပါ။ဒါကြောင့်ဝင်ခွင့်နှစ်နေရာလိုသွားခဲ့ပြီးတော့၄နှစ်အတွင်းမှာရမှတ်အကောင်းဆုံးအသင်းတွေဖြစ်တဲ့တူနီရှားကလပ်အက်စပီရန့်နဲ့တောင်အာဖရိကကလပ်စန်တောင်းအသင်းတို့ပါဝင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ မြောက်အမေရိကတိုက်ဖြစ်တဲ့ကွန်ကာကပ်ဒေသမှာတော့ရှုပ်ထွေးမှုတွေဖြစ်ခဲ့ပါတယ်။လေးနှစ်အတွင်းမှာချန်ပီယံလိဝင်တာ၄သင်းရှိခဲ့တာကြောင့်ဘာပိုဝင်ခဲ့မှမလိုအပ်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအထဲက2023ကွန်ကာကပ်ချန်ပီယံလိချန်ပီယံကလပ်လီယွန်အသင်းနဲ့မနစ်ကချန်ပီယံပါချူအာအသင်းတွေဟာပိုင်ရှင်တူညီနေတာကြောင့်ကွန်ပလိန်တက်ခံခဲ့ရပါတယ်။အဲ့လိုကွန်ပလိန်တက်ခံခဲ့ရတာကြောင့်လီယွန်အသင်းကကလပ်ကပ္ပဖလားပြိုင်ပွဲကနေအထောက်ခံခဲ့ရပါတယ်။ အဲ့ဒီနေရာကိုဘယ်အသင်းရသင့်နေဆိုပြီးတော့အငင်းပေါင်းမှုတွေရှိခဲ့တယ်။အဲပြီးတော့နောက်ပိုင်းမှာတော့ playoff တွေကစားခဲ့ကြတယ်။အဲလို playoff ကစားတဲ့နေရာမှာတော့ Chelsea ကစားသမားဟောင်းဟို Jeru အဲစပါးကိုသမားဟောင်းကြီး Loris တို့ပါတယ် LAFC အသင်းက Mexico Club Club America အသင်းကိုအနိုင်ရခဲ့ပြီးတော့ဒီပြိုင်ပွဲကိုဝင်ခွင့်ရရှိလာခဲ့ပါတယ်။သမုဒ္ဒရာပိုင်းဆောင်ကတော့ဝင်ခွင့်တန်နေရာပဲရခဲ့ပါတယ်။စုကြီးကလည်းအနည်းဆုံးရတဲ့အသင်းပါ။ နောက်ဆုံးလေးနှစ်အတွင်းမှာချန်ပီယံလိရတဲ့အသင်းတွေကမာဆွမ်းဆောင်ရေးအကောင်းဆုံးရမှတ်အများဆုံးလို့သတ်မှတ်တဲ့အော့ကလန်စီးတီးအသင်းကိုပြိုင်ပွဲဝင်ခဲ့ပေးခဲ့ပါတယ်။အင်ရှင်အမေရိကန်ကိုစားပြုအသင်းတစ်သင်းကိုလည်းသူတို့ရွေးခဲ့ကြပြီးတော့မက်ဆီဆွာရက်တို့ကစားနေတဲ့အင်တာမိုင်ယာမီအသင်းက FIFA ရဲ့ဖိတ်ခေါ်မှုနဲ့အတူပါဝင်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။အမေရိကတိုက်ကတော့ဝင်ခွင့်6နေရာရခဲ့ပြီးတော့ချန်ပီယံလိဝင်သား၄သင်းနဲ့၄နှစ်အတွင်း ranking အကောင်းဆုံး2သင်းကဝင်ခွင့်ရမယ်လို့ဆုံးဖြတ်ခဲ့ပါဗျာ ူတို့ကဘာပြဿနာမှမရှိဘူးဘာမှထပ်ပြီးရွေးချယ်စရာမလိုပဲနဲ့အဆင်ပြေခဲ့ပါတယ်နောက်ဆုံးလေးနှစ်မှာဘရာဇီးကလပ်၄သင်းကတောင်အမေရိကချန်ပီယံလိလို့ခေါ်တဲ့ကိုပါလီပါတာဒိုးစ်ပြိုင်ပွဲမှာပိုဆွဲခဲ့ကြပါဗျ။အာဂျင်တီးနားကလပ်၂သင်းကရမှတ်အကောင်းဆုံးအသင်းတွေဖြစ်ခဲ့တာပါ။ဘရာဇီးဘက်ကပါမေရက်စ်၊ဖလာမင်ဂို၊ဖလူမီနီးစ်နဲ့ဘိုတာဖိုဂိုအသင်းတွေပါဝင်ခဲ့ကြပြီးတော့အာဂျင်တီးနားဘက်မှာတော့ရီဗာပလိတ်နဲ့ဘိုကာဂျူနီယာအသင်းတွေကကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ကြပါဗျ။ တကယ်တိတ်တိတ်ကျဲအသိန်းကောင်းနေဖြစ်တာကြောင့်သူတို့တွေကစားတာကိုကျွန်တော်တို့တွေအခုကောင်းကောင်းကြည့်ရှုခွင့်ရကြတော့မှာပါအခုနောက်ဆုံးပြောပြမှာတော့အားလုံးစိတ်ဝင်စားကြတဲ့ဥရောပကလပ်အသင်းတွေကဝင်ခွင့်အကြောင်းပါပဲဥရောပကဝင်ခွင့်နေရာအများဆုံးရခဲ့တာဖြစ်ပြီးတော့ချန်ပီယံလိဝင်တာ၄သင်းပါဝင်၁၂နေရာအထိရရှိခဲ့ပါတယ် ဒီလိုအသင်းတွေများတာကြောင့်နိုင်ငံတစ်ခုတည်းကနေချန်ပီယံလိဝင်တာမဟုတ်ဘဲနဲ့နှစ်သင်းထပ်ပို့ပြီးမပါဝင်ရဘူးဆိုတဲ့စီးမင်းနဲ့လီဗာပူးအသင်းကကန်ဆိုးစွာနဲ့ပြန်ပွဲနဲ့လွဲချော်သွားခဲ့ရပါတယ်။ဒီပြိုင်ပွဲကိုနိုင်ငံအစုံလီဆောင်အသင်းတွေပါဝင်စေချင်တာကြောင့်နိုင်ငံတစ်ခုတည်းကနေနှစ်သင်းထပ်ပို့ပြီးတော့ပါဝင်ခွင့်မပေးခဲ့ပါဘူး။ဒါပေမဲ့ချန်ပီယံလိဝင်တာတွေဖြစ်နေရင်တော့ဒီအချက်ကိုပယ်ဖျက်ပေးပါတယ်။ဒါကြောင့်တောင်အမေရိကချန်ပီယံလိမှာဝင်းနာတွေဖြစ်တဲ့ဘရာဇီးကလပ်တွေ၄သင်းအထိဒီပြိုင်ပွဲမှာပါဝင်လာခဲ့ရတာပါ။ ဥရောပချန်ပီယံလိမှာတော့2021ကနေ2024အတွင်းမှာချန်ပီယံ၄သင်းရှိခဲ့ပါတယ်။သူတို့တွေကတော့ Chelsea, Real Madrid, Man City နဲ့ Real Madrid တို့ပါ။ Real ကတကြိမ်ထပ်ပို့ပြီးတော့ချန်ပီယံဖြစ်ခဲ့တာကြောင့်ဝင်ခွင့်တနေရာလက်လက်သွားခဲ့ပြီးတော့အဲ့ဒါကဩစတီးယားအသင်းဖြစ်တဲ့ Red Bull Salzburg အသင်းကိုကံကောင်းမှုဖြစ်လာစေခဲ့ပါတယ်။ဂျာမနီက Bayern Munich နဲ့ Dortmund, Italy က Inter Milan နဲ့ Juventus, ပြင်သစ်လိက PSG, ။နောက်ပြီးတော့ချန်ပီယံလိခဏခဏကစားလို့အမှတ်တွေကောင်းခဲ့တယ်။ပေါ်တူဂီလိကပေါ်တူဂီအဲပေါ်တူဂီလိကပေါ်တိုနဲ့ဗီဗီကလာလီဂါကအသက်လေးကိုမက်ဒရစ်နဲ့အော်စတီးယားကလပ်ရက်ဘူးဆဲဘတ်အသင်းတို့ဟာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုပါဝင်ခွင့်ရရှိခဲ့ပါတယ်။ဘာစီလိုနာအသင်းကနောက်ဆုံး၄နှစ်အတွင်းမှာနောက်ဆုံး၄နှစ်ဆိုတာဒီနှစ်မပါဘူးပေါ့နော်။အဲ2024ရနှစ်2021အတွင်းမှာအဲဒီ၄နှစ်အတွင်းမှာ Atletico Madrid လောက် UEFA Club Ranking မကောင်းခဲ့ပါဘူး။ ။ဒါကြောင့်မလို့သူတို့ကကြံခဲ့တာပါ။လီဗာပူးကတော့ရမှတ်တွေကောင်းခဲ့ပါတယ်။ဒါပေမဲ့ချန်ပီယံလိဝင်တာအဖြစ်နဲ့နိုင်ငံတူကလပ်အသင်းနှစ်သင်းအဲချက်စီနဲ့မန်စီးတီးတို့ပေါ့နော်ချက်စီက2021မှာချန်ပီယံလိရတယ်မန်စီးတီးက2023မှာချန်ပီယံလိရခဲ့တယ်။ညသူတို့နှစ်သင်းကဝင်ခွင့်ရသွားပြီးဖြစ်တာမလို့လီဗာပူးကအဲဝင်ခွင့်မရဘဲနဲ့မပါလိုက်ရတော့ပါ။ AC Milan တို့အဲဂျာမနီလိဂ်က Leipzig တို့ကလည်းသူတို့ထက်ရမှတ်ကောင်းတဲ့အသင်းနှစ်သင်းစီရှိနေကြအောင်ဒီပြိုင်ပွဲနဲ့လွှဲခဲ့ရပါတယ်။အဲ့လိုနဲ့ဝင်ခွင့်လိုက်ကြံတနေရာတဖြည်းဖြည်းနဲ့အောက်ကိုရောက်သွားခဲ့ပြီးတော့နောက်ဆုံးမှာ Austria ကလည်း Red Bull Seven အသင်းရှိကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ကလပ်ကမ္ဘာဖလားပြိုင်ပွဲနဲ့ဘယ်အသင်းတွေကဘာကြောင့်ဝင်ခွင့်ရရှိသွားလဲဆိုတာကိုနားလည်သွားလောက်ကြမယ်လို့ထင်ပါတယ်။ကျွန်တော်ကဗီဒီယို editing သိပ်မလုပ်တတ်တာရော အဲဘောလုံးဗီဒီယိုတွေက copyright ညှိမှာဆိုတာရောကြောင့်အခုလိုမျိုး podcast ပုံစံလေးလုပ်လိုက်ရတာပါအဆုံးထိနားထောင်ပေးရတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကလပ်ကဘာဖလားနဲ့သက်ဆိုင်တဲ့အကြောင်းတွေကိုလည်းထပ်ပြီးတော့တင်ပေးသွားပါဦးမယ်ခင်ဗျာ